အသက်ကြီးမှာဘာသာစကားတစ်ခုကိုလေ့လာလို့ရှိရင် တွန်းကျင်တဲ့အဆင့်ရောက်နိုင်လားအဲ့ဒီဘာသာစကားကိုပြောတဲ့နိုင်ငံမှာနေမှအဲ့ဒီဘာသာစကားကိုကျွမ်းကျင်ပါလားအဲ့ဒီမိကုံခဏခဏကြောင်းသားတွေမိကြတယ်ပြီးလို့ရှိရင်အထင်မှားတဲ့အယူအဆတွေလည်းအများကြီးရှိတယ် English ကိုနိလမမန်နဲ့လုံခဲ့၄နှစ်ကစပြောလေးလာဖြစ်တာဖြစ်တယ်။အဲ့ဒီ၄နှစ်တအတွင်းလေးလာခဲ့တဲ့ဟာကငငယ်ကလေးကကိုဒီအစိုးရအကြောင်းတွေတက်တယ်၊တင်နန်းတွေတက်တာထက်ကိုပိုပြီးတော့အစပေါင်းများစွာတာရလို့ခံစားရတယ်။ဘာဖြစ်လို့လဲဆိုတော့နိလန်းကောင်းနဲ့တေချာလေးလေးလာခဲ့လို့ပေါ့နော်။အဲ့တော့ဒီနိလန်းကောင်းတွေကဘာလဲ?ဒီဗီဒီယိုမှာရှင်းပြတော့ဖြစ်ပါတယ်။ဘာရာစကားကိုလေးလာနေတဲ့ဘသူဖြစ်ဖြစ်ဒီဗီဒီယိုကိုကြည့်တင်ပါတယ်။အမှဆုံးအနေနဲ့ မြန်မာနိုင်ငံကလူငယ်တော်တော်များများ အခုလက်ရှိကြုံတွေ့နေရတဲ့ကိစ္စပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အထက်တန်းပြီးမှအကုန်လုံးဒီပါသည်အင်္ဂလိပ်စာတော့လကောင်းအဟုတ်လားတချို့တွေဂျပန်စာကိုရီးယားစာအခုနောက်ပိုင်းဆိုရင် finish ပေါ့နော်ဒီ finland စာတွေကအစအကုန်လုံးလေးလာလာကြပြီအဲ့ဒီတော့တန်တန်းတွေအတူတက်ကြတယ်တငယ်ချင်းတွေနဲ့ဆယ်တန်းအောင်တော့တန်တန်းတွေအတူတက်ကြတယ်တချို့ကိုယ့်ရဲ့တငယ်ချင်းတွေကကိုယ့်ထပ်ပို့ပြီးတော့တော်သွားကြတယ် ကိုထပ်ပို့ပြီးတော့စကားမြန်မြန်တက်တက်လေးပြောသွားကြတယ်။ကိုကျတော့တယောက်တည်းနောက်ကျကြိုက်ခဲ့တယ်။အဲ့တော့သူတို့ကငံအရန်ကောင်းလို့လား။မဟုတ်လို့ရှိရင်သူတို့မှာဘာနီးလန်းတွေများရှိနေလိမ့်ပေါ့နော်။အဲ့တော့ဒါတေချာကတော့ငံကောင်းလို့မဟုတ်ပဲနဲ့အဓိကတော့နီးလန်းမှန်ကိုလှုပ်ဖြစ်သွားလို့ဖြစ်တယ်။နီးလန်းမှန်ကိုလှုပ်နေတယ်ဆိုတာလေသူတို့ကိုယ်တိုင်သူတို့မသိဘူး။အဲ့တော့ဒါပါတော့ကိုရီးယားဘာသာစကားကိုလေ့လာနေတဲ့အကြောင်းသားတယောက်။ ိုရီးယားကိုသွားဖို့အလုပ်လုပ်ဖို့သွားမယ်ကိုရီးယားဇက်ကားတွေကိုရီးယား K-pop တွေနဲ့အများကြီးရင်းနှီးနေတဲ့သူကဒီကိုရီးယားဘာသာစကားကိုလေ့လာရအတူတူကတခြားသူတွေပုံမြန်လိမ့်မယ်ဒါပေမဲ့ကိုကအလုပ်လုပ်ဖို့ပဲကိုရီးယားကိုသွားမယ်ဆောင်းပွဲအောင်ဖို့ပဲဟုတ်တချို့တွေကြောင်းတက်မှာတော့ဘာလို့ဆို HSK HSK မဟုတ်ပါဘူး topic right topic ဖြေရတယ် topic ဖြေဖို့အတွက်ပဲကွာဒီကိုရီးယားဘာသာစကားကိုစာလို့ပဲကျင့်တဲ့သူကတေးချရတယ်။ဟိုကကိုရီးယားစကားတွေကြည့်ကြည့်ရအောင် မတက်မြအောင်အတန်ထွက်ကဆာပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဘာရစကားတကဆာလို့လိလာလို့မရအောင်ဆာလို့ပဲလိလာတဲ့အချိန်မှာသူကဘာဖြစ်သွားလဲဆိုတော့အဆမ်းပွဲအောင်ဖို့ပဲအာယုံဆိုင်မိသွားတယ်အဲ့တော့ထားပါတော့ရေးတက်မယ်ဖတ်တက်မယ်ဒါပေမဲ့ပြောချင်းတဲ့အပိုင်းကိုအရင်အားနေသွားကြတယ်အဲ့တော့ outside of the classroom အဲ့ဒါပို့ပြီးတော့အရေးကြီးပါတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ဘာရာစကားလေးလာနေတဲ့သူရေဒီအမားကိုလုံးမရေတချင်းပြင်ပါဘောနော်အဲ့ဒီဘာရာစကားနဲ့ပတ်သက်တဲ့ဟာကိုတခြား စတင်ခန်းကအပကိုပိုင်လုံနေသေးတယ်ကိုကိုမိကြည့်ပါဟုတ်ပြီနောက်ဒုတိယမိကုန်းတစ်ခုကတော့အဲ့ဒီဘာသာစကားကိုလေ့လာတဲ့နိုင်ငံမှာနေမှအဲ့ဒီဘာသာစကားကိုတတ်ကြွမှာလားအဲ့လိုလည်းမဟုတ်ပြောင်းဘူးပေါ့နော်အဲ့တော့အခုအာကျွန်မကိုရီးယားလည်းမြန်မာနိုင်ငံမှာပဲနေပြီးတော့ဒီ English ဘာသာစကားကိုထိရောက်တဲ့နေလန်နဲ့လေ့လာခဲ့တာဖြစ်တယ် US မှာလည်းနေရမဟုတ် UK မှာလည်းနေရမဟုတ်ဘူးပြောချင်တာ English speaking country မှာနေပြီးတော့လေ့လာတာမဟုတ်ဘူးဒါပေမဲ့ ကျွမ်းကျင်တဲ့အဆင့်ထိရောက်နိုင်တယ်အဲ့တော့ဒီ polyglot ဆိုတဲ့စာအုပ်ပေါ့နော် how i learn languages အဲ့ဒီစာအုပ်ကိုရေးသားထားတဲ့ဒီ kotalom kotalom ဆိုတဲ့စာရေးဆရာမပေါ့ hungary နိုင်ငံသူဖြစ်တယ်သူကဘာသာစာ16မျိုးကိုသူကအိမ်ကနေပဲလေ့လာရဖြစ်တယ်သူတို့ hungary နိုင်ငံကပဲလေ့လာရဖြစ်တယ်သူကအဲကြောင့် polyglot လို့ပြောကြတယ်။ polyglot ဆိုတာဘာသာစကားမျိုးစုံကိုအများနဲ့အသုံးချပြီးတော့ တက်ကြွနေသူ polyglot လို့ခေါ်တယ်ဟိုတရုတ်ပြည်မှာသွားနေမှာတရုတ်စကားတက်တာမဟုတ်ဘူးလေနော်ဒါတိချပြန်စဉ်းစားကြည့်။ဟို tips ခုပေးရမယ်ဆိုဘယ်လိုပြောချင်လဲဆိုခဏဂျပန်ဂျပန်ဘက်ကိုသွားလိုက်မယ်ခင်။ဂျပန်စာကိုလေ့လာနေတဲ့သူကစာပဲကြက်တယ်။ all ကြက်တယ်ဟုတ်လား။အစိုးရအကြောင်းမှတင်ခဲ့လို့မဟုတ် all ကြက်တယ်။တချို့တွေတွေးပူရဲ meaning တွေ all ကြက်တယ်။ဒါကလုံးလို့ရလားဆိုလုံးလို့ရတယ်ဟုတ်လား။ဒီအဲဆောင်းဝဲတွေဖြေးကြတယ်။အဓိကကဂျပန်နိုင်ငံမှာအလုပ်သွားလုပ်နိုင်ဖို့။ဒါပေမဲ့ ကိုကဂျပန်ဂျပန်စာနဲ့ပတ်သက်တဲ့ဟာပေါ့နော်ဂျပန်ဘာသာစကားနဲ့ပတ်သက်တဲ့ဟာကိုမှအထီးသေးပါရှိတယ်ကိုနေတဲ့လုံနေတဲ့ဟာကဂျပန်စကားလေးလာနေဆိုဂျပန်စကားနဲ့ပတ်သက်တဲ့တခုခုတော့လုံနေရမယ်ဒါပါတော့ enemy ကြည့်တာမျိုးလို့ပြီးလို့ရှိရင်ဂျပန်လိုပြောကျင်တာမျိုးလို့ right ဟိုယောက်ျားလေးဆိုဂျပန်ကားကြည့်တာမျိုးလို့ပေါ့နော်ဆိုဒါလေးလုံနေလားမလုံနေတော့တေချာတယ် so you have to create your own environment ကိုယ့်ဟာကိုယ် environment အတုတစ်ခုဖန်တီးရမယ်အဲဒါမှတော့ဖုန်းသုံးတာအစဟိုဒီဖုန်းဆက်တင်အစအကုန်လုံးဂျပန်လိုပြောင်းလိုက်တယ်ပြီးလို့ရှိရင်ဒီဟုတ်လားအာ TikTok တွေ social media တွေသုံးတာအစဂျပန် language ကိုဂျပန်လိုပြောင်းလိုက်အဲဆိုတော့ကိုယ်ကဖတ်ဖြစ်သွားတယ်အနေချင်းဆိုဖတ်ပြသွားရအောင်အဲ့လိုပေါ့နော် article တွေအစကိုဘာတွေလုပ်နေလဲပြီးလို့ရှိရင်အကိုကသူတို့ culture ကို involve လုပ်ရမယ်ဆိုတော့ သူတို့နိုင်ငံကနာမည်ကြီးတဲ့ celebrity ဟုတ်လားကိုကြိုက်မဲ့ music band တို့ပါတော့ follow လုပ်ထားတာမျိုးတို့ပြီးလို့ရှင်သူတို့ရဲ့ post တွေအောက်မှာဂျပန်လိုဝင်ပြီးတော့မျက်နှာမျိုးတို့ပေါ့နော်ဆိုတော့အဲ့လိုတွေများများလုတ်ပေးမှကိုကဒီပတ်ဝန်းကျင်အဲ့ဒီနိုင်ငံမှာမနေပေမဲ့အခုခေတ်ဆိုပို့လွယ်တယ်ဘာမှမခက်ဘူးအဲ့တော့အဲ့ဒါလေးတွေကိုကလုတ်ဖြစ်နေမလုတ်ဖြစ်ရင်တော့တိတ်ချတယ်ဘာသာစကားဘလောက်ပဲလုတ်နေလုတ်လေတငယ်ချင်းတွေကကိုယ့်ထက်တသွားရဆိုတော့အဲ့ဒါကြောင့်ဖြစ်တယ်အဲ့တော့ဒီ tips တွေတိတ်ချစဉ်းစားကြည့်ပေါ့နော် ကျမကိုရီးယားလည်းအင်္ဂလိပ်ကိုနီလန်ကောင်းကောင်းနဲ့သင်ပေးနေရဲ့အဆမ်းမဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ Facebook page မှာလည်းဝင်ကြည့်လိုက်ပါကျမအင်္ဂလိပ်နဲ့ပတ်သက်တဲ့ဟာလည်းအများကြီးတင်ထားတယ်အဲ့တော့ဒီကျမတင်တဲ့နီလန်တွေတော်တော်များများနဲ့ကိုက်ညီမှုရှိတဲ့စာအုပ်တစ်ခုလည်းညွှန်းပေးချင်တယ်ပေါ့နော် English ကိုနီလန်မှာနဲ့သင်ပေးနေနီလန်တွေအကုန်လုံးကွက်သိပဲသူရေးပေးထားတဲ့ဟာဒီဗီဒီယိုကအရင်ရှည်သွားလိမ့်မယ်အဲ့တော့အသေးစိတ်ကိုအမှတ်သွားပြီးတော့ဖတ်လို့ရတယ်ဘာသာစကားတစ်ခုကိုကျွမ်းကျင်ဖို့ဆိုတာအဓိကနီလန်ကောင်းလို့အပ်တယ် ပတ်စံရှိဖို့မလိုအပ်ဘူး။ဝေတင်တန်းတက်မှအဲ့ဒါထက်နီလန်းကောင်းလိုအပ်တယ်။အဲ့ဒီနီလန်းကောင်းကို English လေးလာနေရမှာမဟုတ်ဘူးဘဲဘာသာစကားပဲလေးလာတဲ့သူဖြစ်ဖြစ်ဒီနီလန်းတွေကိုတိကိုတိထားတဲ့။ပြီးလို့ရှိရင်မြန်မာလိုတိချာလေးရှင်းပြထားတဲ့စာအုပ်လေးပေါ့နော် Polyglot ဆိုတဲ့စာအုပ်ကိုလည်းရွှေနှုတ်မှာဖတ်လို့ရပါတယ်။အဲ့တော့အာကိုရန်ကလည်းဒီရွှေနှုတ်ကို subscription ဝယ်ထား2022ကလေးကပေါ့နော်အဲ့ဒီတော့ဆိုရင် ဟိုပထမဦးဆုံးစပြောတည်လာတဲ့အချိန်မှာဒီအမောင်လေးရောညီမလေးရောပြလို့ရှိရင်အိမ်ကအမေကိုဟိုဒီ Shrine Note subscription ကိုဝယ်ပေးဖြစ်တယ်ဗောနော်အဲ့တော့အခုထိလည်းတို့ကဖတ်နေတော့ဒီကကိုဆိုရလဲအခု2022ကတည်းကအခုထိဆိုတော့တော်ကြပြီဗောနော် Shrine Note ကိုဖတ်ဖြစ်တယ်ဘယ်လိုချိန်မှာဖတ်ဖြစ်လဲဆိုတော့ရေချိုးနေရင်ဖြစ်ဖြစ်သမင်းစားနေရင်ဖြစ်ဖြစ်အတခါတလေမှာအဲ့ခါနေကျလို့ရှိရင်အဲ့အားလေးဖွင့်ထားပြီးတော့အိတ်သွားပြီအဲ့တော့ဒီဒီခက်ကစာတိတ်ပြီးတော့မဖတ်ဖြစ်ကြတော့လူငယ်တွေကလေ တကယ်ချင်းတော့မေးလိုက်ရင်လည်းဟို audio book တွေပဲနားထောင်ဖြစ်တယ်အဲ့တော့ဘလိုလေးလာမယ်ဆိုရဲဟာအသိစိတ်မြန်မာလိုတေချာလေးရှင်းပြထားတဲ့ရွှေနှုတ်မှာ polyglot ဆိုရဲဟာကိုရှားကြည့်ပါအဲ့ဒီစာအုပ်ဖတ်ပြီးတော့ရင်တော့တေချာတယ်ဘာသာစကားတစ်ခုဘေးဘာသာစကားကိုပဲလေ့လာမလဲအ ပြီးလို့ရှိရင် virus ကနေပတ်သက်ပြီးတော့လူတွေအများကြီးပြောနေကြတဲ့ misconception တွေဒီမှာအများကြီးတွေ့နေတယ်။အသေးစိတ်မရှင်းပြတော့ဘူးနော်။အဲ့ဒီစာအုပ်ကိုဖတ်ကြည့်ပါ။ဖတ်ကိုဖတ်တဲ့နေစာအုပ်လို့ညွှန်ပေးချင်ပါတယ်။ဒီမြန်မာလိုအရှင်းသားရေးထားတယ်ပြောလို့ရှိရင်မြန်မာမှုလည်းမပြတ်အောင်ပေါ့နော်မြန်မာနိုင်ငံကလူငယ်တွေနဲ့လည်းဆိုင်တဲ့အကြောင်းအရာလေးပေါ့သူတို့ထိတ်ပေးထားတာတွေ့တယ်အဲ့တော့ yeah you can relate to this so i would totally recommend to go and read this audiobook ဖတ်လေဖတ်လို့ရလို့နားလည်းနားထောင်လို့ရတယ် ဆိုကိုကတော့တုံးခေါက်တော့နားထောင်ပြီးသွားပြီအဲ့တော့ကိုပြောချင်တာဒီစားမှာကွက်တည်ပဲအဲ့တော့အဲ့ဒါလေးသွားဖတ်ဖို့ညွှန်ပေးချင်ပါတယ် yep that's it see you in my next video